တဇင်ဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းကိုတဇင်ဦးကပဲပြောပြပါလိမ့်မယ်ကိုစော်ဝင်းကဘလို့ယောက်ျားမျိုးလဲဆိုတာကိုတဇင်ဦးပြောပြလိမ့်မယ်အဲ့တော့ပြောချင်တာဗျာခင်ဗျားတို့ကျွန်တော်ဘာလို့အဲ့လိုဘန်းကိုင်းနေရလဲဟမ်ခင်ဗျားတို့ကျွန်တော်တခုပြောပြတာအနာရှိရင်ဆဲလို့ဘူဝတော်ကတခုပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနေနော်အဲ့ရောက်တဲ့မှာကျွန်တော်လုံးမှာအဲ့လိုလုံးရမှာနော်အဲ့တော့ခင်ဗျားတို့က ဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်ကိုတတ်ချင်တာပေါ့ဒီဘက်ကလူတွေထောင်မကြကြအောင်ကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလေကြောက်အောင်ချပါဗျကျွန်တော်ဘယ်နာအောင်ကြပါလဲ900ကပုံမှန်လည်းကျွန်တော်ကြားရင်3နဲ့ပေါ့လူငင်းချမ်းသာမတောင်းဆိုပါဘူးเนาะကျွန်တော်အကြခံပါမယ်ဒါပေမဲ့ကျွန်တော်ထောင်မကြမချင်းတော့ခမားတို့မဟုတ်တာလှုပ်တဲ့ဥစ္စာတွေတော့ကျွန်တော်ဖော်ထုတ်မယ်အခုလေအိမ်ရှိမှစွန်းလောင်းတယ်ဟိုကကျွန်တော်အမြဲတမ်းပြောတယ်မတ်စတာဒါရင်အုတ်ထုတ်ဆောင်တာရင်မဟုတ်ဗျတပ်မတော်က ုံချုပ်ကြီးတယောက်ဗျာအဲ့လောက်တော့မှအတိအမြင်မရှိဘူးလားမရှိတော့တေပေါ့ဗျာဟုတ်လားကျွန်တော်ပြောချင်တာဘယ်နေရာမှာမှမလုံခြုံဘူးငါကြောက်ကြောက်နေအကောင့်တွေကဝင်းတော့ဘလောက်ဘလောက်ဆုံနေသေးလားငါပုံစက်တော့ကြပါလိမ့်ညာရင်တော့တိုင်ရုံးတွေငါပုံစက်ကြပြောလေကြပါကြပါဘာလို့မင်းပုံစက်ကြပြောလေကိုမင်းတော့ပါတော့ဟောမပြောဘူးငါပါလေငါတို့မိရအားလဲဆိုတော့ဒါပေမဲ့ပြောမယ်နော်မိဘကတော့အားရင်အားနေငါဆိုမိမမအားဘူးမင်းတို့ကလည်းတမနာနေစီငါတည်းထုတ်ပြန်တယ်ခင်ဗျာ 电视也百分之百没有成功，十桶也没有成功，五百也没有成功，真下没有成功，没有成功，没办法人家的。然后收回来两根冰皮，对外对外交的，比如把它放回来，把那冰水变嘛，知道吗？变了，你都变，你都变回牛奶素来的啦。哦，变回牛奶素来噻，是吧？牛奶素来噻，变回的，对吧？变成来没有成功，对吧？那你话的，谁话你要变？你说牛素不跟这家伙结的，你说谁话你要变？你说牛奶素不跟这家来变的，你说的还是的？俺得对老人说的，俺爱变谁办法嘛？都对我们的对我们办法嘛？ ပစ်ချင်တော့ဘာလို့ပါမလဲတပိတ်ချော်လို့ဒီလိုကြဆဲပေါ်လေးစီရဲမက်တီတာခိုးလို့လည်းမက်တီတာဒီလိုလည်းမက်တီတာမက်တီတာလည်းငါပြေတော့တေးသွားအေးပါဒီလိုဘာဖြစ်တာပစ်ချင်တော့ပေးနေငါပြေတယ်ဈာပဲလို့ဘာကုတ်ကောင်မလို့ပေးချင်တယ်ချင်းနဲ့လည်းမချောက်ပါလေမရဘူးမင်းရဲ့ချင်းနဲ့ပြန်မလာရင်ငါတို့ပြန်မလာဘူးပြီးတော့ကျွန်တော်တို့ပြောရအောင်ဒီလိုကလည်းဒီလိုကစတဲ့နေရပြတိလား ီလိုအဲ့လိုကြည့်တယ်တမန်တော်တင်ရအောင်လေဒီကျွန်မကိုဟိုလောက်ပါတယ်နော်အထက်ကလူချင်းချင်းတိစေချင်တယ်ကြားနေချင်တယ်အောက်လည်းငယ်သားတွေတော်တော်ဆိုးဆိုးဝါးတက်ရင်မှုတွေတွေ့စီရတာတမဲတွေနိုင်နေအရေးချင်ပါတယ်နော်တမဲတွေဒုက္ခရောက်တာသူတို့မကြည့်ပါဘူးနော်အမအစီအပြေလားဟောလားဟိုရှေ့တန်းနေဆက်စီနေတယ်မအစီအပြေဆိုပြည့်ရလို့ပဲပြောရတယ်သူတို့ဂျာလို့လိုချင်တယ်သိလားအဲ့လိုမျိုးတည့်ရမှုတွေအဲ့လိုမျိုးတွဲစီနေစုံညီမနိုင်ငံရဲ့ဖားနိုင်ငံဖြစ်နေသိလားဒီတော့ကလေဒီလိုမျိုးအဲ့အကြောင်းကလေးကတော့ကလေးစကားလိုမျိုးပြောရအောင်သိလားငါအရာရှိတယ်ငါစတတ်တယ်ဆိုရင်လည်းလုံးချင်တာကြီးလုပ်နေတာ အသက်ကြီးအပြည့်ဖြစ်ဝမ်းလဲကြောင်နေပြီကိုကြီးစာနာဖို့ဖြစ်ရှင်မင်းတို့မိမရင်တို့သိဝမ်းရင်တို့မိမရင်ဘလောက်ဘလောက်ဆိုလဲငါတို့ကိုကြီးလက်စာနာချင်ရောငါတို့အထင်ကြီးတော်တာလားကိုကြီးလက်ပဲလို့စာနာကြပါဘူးမင်းတို့ကလေကိုမျိုးဝဆိုးအပြည့်တရားပြီးရောမင်းတို့အိမ်ကနေတို့မိမရင်မာစတီစီရောက်ငါတို့ကကြည်လာကြည်လာတပည့်တွေဘလို့ငါကြည့်ကြကြပဲတပည့်တွေဘယ်နဲ့သိသိဘာလို့မသိပြီးဘဒုသသိငတိမာပြီးရောဆိုလဲခွေးတထောင်စားတိတ်မှုနေတော့ပြောပြီးပြီအေးစလားဘာလို့ဒီရတော့စိတ်တွေပူလို့ဖုန်းကြီးဆက်လို့ မဲတွေကိုဟိုဟိုဟွာလုပ်တယ်အစားတွေများပြောလိုက်ရင်တော့တိုင်ရုံမကောင်းဘူးဘယ်နေရာကောင်းတာလဲမြန်မာနိုင်ငံတိုင်ရုံတွေဘယ်ကောင်းဒီကောင်းတာကောင်းတဲ့ကောင်းငါ့ကိုပြဆန်းဟဲ့ဘယ်ကောင်းဒီကောင်းတာကောင်းတဲ့ကောင်းငါ့ကိုပြဆန်းကိုကြမကြအဲ့မြန်မာအိတ်ကထမှာပတ်စံစီရကောင်းတယ်ညို့လို့ကောင်းလို့ပြဟာဆဲတယ်မတော်တခေါက်စားလေးတယ်မတော်တခေါက်ခင်းလေးချာလေးကခွေးစကားတည်းပြောရဲကောင်းပြီမိုးပိတ်နေတဲ့တော့တိုင်ရုံကိုဆဲရအောင်မြန်မာနိုင်ငံတိုင်ရုံကိုငါကောင်းဆဲတယ်တိုင်တိုင်တိုင်ရုံကိုငါကောင်းဆဲတယ်ဟမ်ငါဆရာကြီးဆိုတော့သူများဟောက်လာဟန်လာနဲ့ စက်သားတွေသေတော့ကြတော့ဟိုစက်သားတွေသေတော့ကြပြင်ဆင်ပေးရမှာဆိုတော့ဟို energy တွေဝင်သွားတာဟိုလိုဖန်ခံရတာဒီလိုဖန်ခံတာဘာမှမဟုတ်တည်းရဲကြတော့ကြာတာတိုက်ပွဲကြာတာလေဟိုတဲဝင်သွားတာဒီတဲဝင်သွားတာလက်နေတဲ့ကောင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အဖသားသမီးတွေရဲ့ပောက်ကွဲတံတွေနဲ့အတူစစ်ကောင်စီရွေးကောက်ပွဲကမြန်မာပြည်ပခောက်ကိုပိုဆိုးစေမည်ဟုမလေးရှားဝန်ကြီးတတိပေးလိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ချင်ပါတယ်အာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲကျင်းပပြီးမြန်မာအရေးပြည်ပခောက်အားဖြည့်ရှင်းရန်ကြိုးပမ်းခြင်းသည် ာဆီယံ၏ဦးစားပေးမဟုတ်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောသည်မလေးရှားနိုင်ငံသားရေးဝန်ကြီးကမေလ25ရက်နေ့ကအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးပြုလုပ်ခဲ့ကြပြီးရင်းအစည်းအဝေးပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ မေလ26ရက်နေ့မှစတင်ပြီး၂ရက်ကြာကျင်းပနေသည့်အာနာသိန်းစစ်ကောင်စီ၏ရွေးကောက်ပွဲသည်မြန်မာပြည်ပခါကိုပုံမိုးဆိုးရွားစေလိမ့်မည်ဟု မလေးရှားနိုင်ငံသား၏ဝန်ကြီးကသတိပေးပြောကြားခဲ့သည်ရွေးကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးရေးမဟုတ်ပါဘူးဒါတကယ်ပဲနိုင်ငံတကာလောကရဲ့မျက်စိရှိမှာဖုံးကွယ်ဖို့အတွက်အပြည့်အစင်လောက်တာတစ်ခုပဲဖြစ်ရင်တော့အတိတ်ပဲမရှိပါဘူးရွေးကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်ဟုပြောသည် အာဆီယံအနေဖြင့်စစ်ကောင်စီထံသို့ရှင်းလင်းပြတ်သားတိကျသောသတင်းစကားပေးပို့ထားပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးမှသာလျှင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ဆွေးနွေးမှုများလှုံ့ဆော်ရမည်ကိုပြောဆိုထားပြီးဖြစ်ကြောင်းသိရသည့်အားလုံးပါဝင်တဲ့ညှိနှိုင်းမှုလုပ်ငန်းစဉ်အောင်မြင်ပြီးမှသာ မြန်မာနိုင်ငံဟာစစ်မှန်တဲ့ဒီမိုကရေစီဆိုရတရက်ဖွဲ့စည်းနိုင်မယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးကဆက်လက်ပြောကြားခဲ့ပြီးမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်တဦးကို၃နှစ်တတန်းအတွက်အမြဲတမ်းခန့်အပ်ရန်အဆိုပြုချက်နဲ့ဆက်လင်း၍အာဆီယံအဖွဲ့အတွင်းသဘောတူညီထားကြောင်းလည်းသိရသည်မြန်မာအရေးပြဿနာသည်မြန်မာနိုင်ငံတစ်ခုတည်းဤပြည်တွင်းရေးမဟုတ်တော့ဘဲဒေသတွင်းပြဿနာဖြစ်လာနေကြောင်းအထူးသဖြင့်မြန်မာနိုင်ငံမှာနေဆက်ဖြစ်ကြော်ရာဇဝမှုများငွေကြေးခွာချမှုများကြားဖြန့်လိမ်လည်မှုများကြောင့်ဒေတာတွင်ပြဿနာဖြစ်လာကြောင်းဆိုသည် ထို့ပြင်မလေးရှားတနိုင်ငံတဲ့ကမြန်မာနိုင်ငံမှမွတ်စလင်ဒုက္ခသည်နှစ်သိန်းကျော်ကိုလက်ခံထားရကြောင်းခင်ကပြောဆိုစေပေးမနေသူများတဲ့ဒီကနေ့တဲ့မိမိဘက်မှအတိုက်အခိုက်ခံရဆုံးပုံကူကိုပြပါဆိုရင်ကိုစော်ဖုံဝင်းကိုပဲပြရမယ်တဲ့သူ့ကိုတဲ့တစ်ဖက်ကတိုက်ခိုက်နေတာမဆမ်းမိမဲတဲ့တက်မတော်ထောက်ခံနေသူချင်းအတူတူအပန်းခံထောင်ချဖို့ကြိုးစားနေတဲ့သူတွေအများများနေပြီတဲ့ကျွန်တော်သူ့ကိုတိတ်မကြည့်ဖြစ်ဘူးတဲ့ပွင့်ပွင့်လင်းလင်းဝေဖန်ပါ ဗျာကြီးတဲ့သူပြောရင်နဲ့ကိုရီကိုသွေးကြီးလုံးများကြီးလုံးတွေများလုံးနေတဲ့ဒါဒါနော်မျက်နှာတရပြောတာမျာလုံးနာရဲ့ဆဲဆိုရိုင်းဆိုင်တာရဲ့အရက်ပလင်းတပြားပြားနဲ့လုံနေတာရဲ့အကြောင်းနဲ့မကြည့်ဖြစ်တာပါလေဟုတ်ပါတယ်ကျွန်တော်အရက်တော့တက်ပါတယ်ကျွန်တော်ကအရက်ပလင်းပြရဲဆိုတာကကျွန်တော်အရက်တော့တက်တယ်ကျွန်တော်မလိမ်မညာကျင်လို့ကျွန်တော်အရက်တော့တာဟုတ်တချို့တွေလည်းကျွန်တော်တို့လူတွေရှိရတာ အရက်တော့ပြီးတော့မှ line ပေါ်မှာလည်းသူတို့မပြဘူးပေါ့ဒါတော့ဒါသူတို့ကိစ္စလေးမဟုတ်လားကျွန်တော်ကတခါတည်းရှင်းပြထားတာကျွန်တော်အရက်တော့တတ်တဲ့ကျွန်တော်အရက်တော့တယ်ဆိုတဲ့အကြောင်းကိုပြချင်လို့ကိုအရက်ပလင်းကိုကျွန်တော်ပြနေရတာအကျူအပြချင်ပါလေဗျာကျွန်တော်လည်းအုံနောက်ရှိတာပေါ့ဟုတ်တယ်မလားကျွန်တော်အုံနောက်မရှိတဲ့လူမှမဟုတ်တာဘာလို့လဲဆိုတော့ကျွန်တော်ကမလိမ္မာညာဘူးကလေးလူတန်းသားလေးမှမပါဘူးဘာဖြစ်လဲကျွန်တော်အရက်တော့တယ်အရက်တော့လို့ကျွန်တော်မားတဲ့အရာပါရှိလေကျွန်တော်နိုင်ငံတော်တိုင်းပြည်တော်ကျွန်တော်လည်းကျန်တဲ့ဘက်ကကျွန်တော်လုပ်တယ်ကျွန်တော်က အရက်တော့တဲ့တောင်မလေးမညာပဲနဲ့သူတို့ကောင်းရောက်မဆောင်ဘူးပြကျင်လို့ကျွန်တော်တမင်တက်တက်ကလေးပြပေးတာနောက်အဲ့မှာဒီမှာထပ်ပတ်ပြအောင်ဒါကတော့သဘောမကျတဲ့အပိုင်းနဲ့သဘောကျတဲ့အပိုင်းကတဲ့ခြေတန်းကတက်မလို့သားတွေကိုတကယ်ကူညီတဲ့တတိရှိရှိမေယာအနှံ့သွားရဲတဲ့သူ့ကိုလူတိုင်းသိနေတာလေတဲ့ဒီလေးရဲ့ဝိုင်းထားတဲ့မြင်းညံကမက်တီလာယူမှုစီအရောက်သွားပြတာလေးစားတယ်ကိုဆိုမက်တီလာရောက်တာတော့ကိုစာတိ မြင်းကြံကိုမပြန်ရဲဘူးတဲ့နော်ကျွန်တော်ပို့ထားတာပြောရရှိရင်တဲ့တိုင်းပြည်နဲ့ပြည်သူမျက်နှာပဲကြည့်ပြီးဘယ်သူမျက်နှာမှမထောက်ပဲရဲရဲတင်းတင်းအာမနာတန်းပြောတာအလွန်သဘောကျတယ်တဲ့အလွန်အကျွန်းဆဲတာသဘောမကျလဲဆဲရခြင်းအကြောင်းသိနေလို့အပြစ်ကြီးတခုလို့မရှိမြင်ဘူးတဲ့ဒါတွေကကြိုက်ချင်းမကြိုက်ချင်းအချက်တွေချက်ချင်း ချစ်ချင်းမုန်းချင်းကင်းစွာအကျိုးသားဆုံးပြောပြတာတဲ့သူကကိုယ်တိုင်လည်းပြောစွာပါတယ်တဲ့နိုင်ငံရေးနားမလည်ဘူးဒီတော့သူ့ကိုနိုင်ငံရေးအသည့်လည်းနေတာများတယ်ပြောဖို့တော့မလိုတော့ပါဘူးတဲ့အရေးဆုံးအရေးကြီးဆုံးအချက်ကကိုစော်ဘုန်းကြီးကတက်မတော်ထောက်ခံသူအများစုကယုံကြည်လေးသာကြတယ်တဲ့အားကိုးကြတယ်ဒါကလူတိုင်းမှာမရှိတဲ့သူ့ရဲ့ပင်ကိုအရေးချင်းပဲတဲ့သူကတိုင်းမှုတွေ တမမူးတွေလောက်ကန်ဆောင်ရနေတာမအောင်မြင်ရင်တာဝန်မကျေသူအဖြစ်တက်မှတ်ပြီးစော်တော့တာပဲအဲ့ဒီမှာသူ့အတွက်တစ်ဖက်ဒေတာအချင်းတက်လို့ပြီးစစ်စစ်တွေနဲ့ထိတ်တိုက်တွေ့တော့တာပဲတက်လို့ပြီးတော့ကျွန်တော်သိပါတယ်နော်ဒါပါတိုင်းမှုလောက်ကိုဖျားတင်တမမှုလောက်ကိုအကတော်ကလောက်ယူဆကိုးွယ်နေတဲ့တက်လို့ပြီးတွေက ကိုစော်ဘုံဝင်ဆဲစုဝေဖန်နေတာတွေကိုနားမခံတာတော့ဘူးတဲ့သူတို့ကတဲ့တိုင်းပြည်ဆိုတဲ့အမြင်ကျဲထက်တက်ထဲကအရာရှိတွေဆိုတဲ့အမြင်ချင်းနဲ့ရှုမြင်ကြတာကိုတဲ့မရှိရင်ဘယ်ဘီဘီအလိုက်ဤပနဘယ်ဘီတူတော့ထွတ်ပေါ်တော့ကိုပြတ်ဖက်ပါပေါ့ဒီတော့ကိုစော်ဘုံဝင်လူတန်းတာကိုတယောမယ်တိုင်းမှုတွေကိုခင်မမယ် နောက်ဆုံးကိုယ်စော်ဘွင်းကိုမဖမ်းဖမ်းအောင်တိုက်တွန်းတဲ့အထိပေါ်ပေါ်ဒီနေလှုပ်လာကြတာတွေ့နေရပါတယ်တဲ့ကိုယ်စော်ဘွင်းဒီအများပြည်သူယုံကြည်လေးစားတော့မိမိဘက်သားများတက်ကြွလှုပ်ရှားသူအရှင်းပါနိုင်ငံရေးနားလည်သူမဟုတ်ပါဘူးချက်တူရွေးကဘာမှမဖြစ်ဘူးမေတော်တွေကကဲပြနေရနေနေကြတယ်တဲ့မြင်မကောင်းဘူးတဲ့တက်တော်ပြီးစစ်စစ်တွေ့စေမာတိုက်နေပြီလို့ဝေဖန်ခြင်းပါတယ်တဲ့ တာဝန်မကျေတဲ့တိုင်းမှုတွေလက်စားတဲ့ဂိတ်တွေအလုံးမလုံးတဲ့နေပြည်တော်တာဝန်ခံအရာရှိတွေဌာနဆိုင်ရာဖျဲသီးတွေကိုထုတ်ပြရမှာတဲ့ထုတ်ပြရမှာလေတဲ့ဒါမှတက်မလို့အတွက်ရောတိုင်းပြည်အတွက်ရောကောင်းထိုးရမှာမဟုတ်ဘူးလားတဲ့ဇော်ဘုံအင်းကိုဖန်ခိုင်းနေတာအရာရှိဇိုးတွေကိုအားပေးနေတာလေအတူတူပါပဲတဲ့သူကားတဲ့ မဟုတ်တဲ့အရာရှိဆိုးတွေကိုပဲဝေဖန်နေတာလေတဲ့စစ်တရင်တွေတင်မလားဟုတ်တာရောမဟုတ်တာရောတင်ကြပါစိုက်ဝါဆိုပြီးနားလည်ပေးလို့ရကြပါလိမ့်မယ်တဲ့အများပြည်သူယုံကြည်လေးစားနေတဲ့စပီကာတယောက်ကိုထောင်မကြကြအောင်ရုံမှာရင်အောင်လိန်ပြီးလိန်ကြရင်လိန်ပြီးလိန်ကြရင်နဲ့တက်မတော်အေးအသွေးနှိမ့်ကြပြီးကြိုကွဲအောင် လုပ်နေတာဘယ်သူတွေလဲဆိုတာမိကုံတုတ်လာ ကြပါလိမ့်မယ်တဲ့ကိုရွှေမျိုးဝင်းနဲ့ဟုတ် ကျွန်တော်မလေးတော့ကျွန်တော်ဖုံးဆက်နေကျွန်တော်ဒီမှာကြည့်လိုက်အခုအချိန်ကဘယ်နှမိနစ်လဲ10နိုင်နဲ့10မိနစ်နော်ကျွန်တော်ဖုံးဆက်နေတော့ဖုံးချပါ යි ဟောကျွန်တော်ကကင်မရာကိုတကယ်ချစ်တဲ့လူကင်မရာသားတွေကိုတကယ်ချစ်တဲ့လူနေရာတန်းကိုရောက်တဲ့ကောင်ကျွန်တော်ကျွန်တော်ကတကယ်သွားတာအခုနာမခရဲ့အနောက်မြောက်တိုင်းစစ်တပ်နန်းချုပ်တိုင်းဘူး ဘုချုပ်မျိုးမိတွေကိုမေးလိုက်တိုင်းစီဦးစီချုပ်ဒေသ21ကဘုချုပ်ကျော်တော်ဝင်ကိုမေးလိုက်ကျွန်တော်တို့ကမိသားစုတွေနော်ကျွန်တော်ဘာလို့ခင်ဗျားတို့ဖန်ဆိုင်ကျင်နေကြတာလဲတတိထားရမယ်မဘုံလာနေကြည့်လိုက်ကျွန်တော်ဖန်ဆိုင်တဲ့လူတွေက ဒီမှာကြည့်ဒီမှာနောက်တစ်လုံးတော့နှလုံးလုံးစတိုက်လာတာဒီမှာကြည့်ဒီမှာနောက်တစ်လုံး3969383148ဒီမှာက3969860950849ကျွန်တော်ဘာလို့အဲ့လောက်တိုက်ခိုက်ကြတာလဲဖေးသေးသေးလားကြည့်ရသေးသေးလား ကျွန်တော်အခုနောက်ရောက်တိုင်းစတဲ့ရုပ်ဒိုင်းမူရဲ့အလူကိုကျွန်တော်သွားတယ်။တစင်းဦးရောကျွန်တော်ကျော်စိုးဦးရောသွားတယ်။ဒုတိယအချိန်ကျွန်တော်ဆက်သွားတာ။ပထမအချိန်ကတော့ဖြစ်တော့ကျော်စိုးဦးမပါတော့ဘူးဒုတိယအချိန်မှာမပါတဲ့အတွက်တစင်းဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်။နော်အကျွန်တော်အကြောင်းကိုတစင်းဦးကပဲပြောပြပါလိမ့်မယ်။ကိုစော်ဝန်းရဘလို့ယောက်ျားမျိုးလဲဆိုတာကိုတစင်းဦးပြောပြလိမ့်မယ်။အဲ့တော့ဟိုပြောချင်တာဗျာ။ခဏတော့ကျွန်တော်ကိုဘာလို့အဲ့လိုဖန်ကိုင်းနေရလဲ။ဟမ်ခဏတော့ကျွန်တော်တခုပြောပြီးလားအနာရှိရင်ဆန်းလို့ အနာကြီးဆက်ခမတို့အကုန်မှန်လားတပ်မတော်ထဲမှာရှိတဲ့လူအားလုံးကမှန်လားဝင်ကြီးဌာနရဲ့လက်အောက်မှာရှိနေတဲ့လူတွေကအားလုံးကမှန်လားကျွန်တော်အားလုံးတက်တဲ့မေးတာလေကျွန်တော်တို့တိုင်းပြည်မှာအခုတပ်မတော်ကာကွယ်ဦးစီးချုပ်အဘတုချုပ်ကြီးတို့နဲ့နာဆာကအဖွဲ့ဝင်အစိုးရတရက်နဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့မှတိုင်းပြည်ကိုပြုပြင်ပြောင်းလဲရမှာဝန်ထမ်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ ပြည်သူကမကြည်ဘူးတဲ့ကိစ္စလေအများကြီးရှိတယ်အဲ့ဒါတွေကိုခမတို့ပြင်ရမှာခမတို့ကတော့ပြင်ရမှာပြည်သူကဒါမှအစိုးရအစ်တခုပေါ်ထွက်အောင်လုပ်ရမှာခမတို့ဝင်နေမလို့ချင်းမလုပ်နဲ့ငါတို့လက်ကဒီတိုင်းပဲပေးတယ်ဆိုရင်မလုပ်နဲ့လေခမတို့ဘယ်သူမှမလုပ်ခိုင်းဘူးခမတို့လှုပ်လာပြီးတော့ငါတို့ရတဲ့လက်ကနဲ့မလုပ်နိုင်လို့ငါတို့ကလက်ပေးလက်ယူလုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲ ဟမ်မလှုပ်နဲ့လေကျွန်တော်မလှုပ်နိုင်ဘူးလို့ပြောလိုက်ကွာခါတော့ထဲ့ပြောပါလားကျွန်တော်ဒီဝန်ထမ်းသားတွေကျွန်တော်မလှုပ်နိုင်ဘူးပြလို့အစိုးရကခမတို့မပြောရဲဘူးလားမပြောရဲတော့ခမတို့ဘာလုပ်လဲလက်ပေးလိုက်လက်ပေးလိုက်လှုပ်တယ်လေလှုပ်တော့ပြည်သူကမကြည့်ဘူးလေဒါအမှန်တရားကိုကျွန်တော်ပြောပြနေရအစိုးရလည်းအစိုးရလုပ်တကူသူလှုပ်ပေးလိုက်မယ်အဘကကြောင့်ကြီးကသူတမနာပြင်းနေဖြစ်လိုက်မယ်သူ ဒါတွေကိုဒီလိုဒီတောင်းတရားတွေရှိရဆိုရင်ပြောလာလို့ရှိရင်ခမရောတတိရှိချင်းနဲ့ပြောနေဗျာခမရောမပြောရဲမဲ့ဒီသူပေါ်မှာလပေးလိုက်လို့လုပ်တယ်ဆိုရင်တော့ဒီသူကလည်းပြောပါမယ်အဲ့ဒီအတန်ဒီခမရောအချိန်ပြည့်ကြားနေရမှာအဲ့တော့ကျွန်တော်ဝန်ထမ်းတွေကိုပါလေကျွန်တော်ကဆဲလို့ဒီကောင်းကိုဖန်ဟုတ်လားဩပြောပြီးသားလေအနာရှင်ဆဲလို့ခမရောကမတရားသမီးလုပ်တာလေမြေတီတော်မှငါဘိုလ်ချုပ်ကြီးရဲ့ညီပါ အငါဘာဘာညာပါဆိုပြီးတော့ခင်ဗျားတို့ပြင်ဦးလေးမှာလိမ့်လာဟမ်ကျွန်တော်လောင်ပြောသေးတယ်မင်းတို့အသက်ရှည်စေချင်ပါတယ်တဲ့ပြောတာလေးနည်းနည်းပြောပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကယင်းနေရနေချိန်ပြီးပြောလိုက်ခင်ဗျားကိုယ်တိုင်ကိုကဝင်တန်းတရားလုပ်ပြီးတော့နိုင်ငံနဲ့လူမျိုးအတွက်ကိုခင်ဗျားစစ်မှန်နေပြီလားလို့ကျွန်တော်လည်းယင်းနေရနေမေးလိုက်ပါတယ်နော်မင်းတို့တဲ့အသက်ရှည်စေချင်တယ်တဲ့ ကျွန်တော်ပြောတဲ့လူကကျွန်တော်ကျွန်တော်လိုမျိုးနိုင်ငံတော်ဝင်ကိုသူဘယ်လောက်ထမ်းဆောင်နိုင်လဲဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လာတာလည်းမယူဘူးလုံးဝမယူဘူးနော်ဘဒုပေးစာခန်းစာမှလည်းကျွန်တော်မစားဘူးကျွန်တော်ဒီလိုအလုပ်လုပ်နေလို့ကျွန်တော်မြေကွက်တုတ်ကမရဘူးပါဦးခင်ဗျဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောနေတယ်တမတော်က ဆိုတော့ကျွန်တော်ပြီးရင်လာလိမ့်မယ်ကျွန်တော်ပြောပြမယ်အဲ့ဒီလူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော်ကိုပတ်စံပေးပြီးတော့လေခိုင်းလို့မရအောင်ကျွန်တော်ကအမှန်တရားကိုရမ်းကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ယာရုရှိလို့အာနာရှိလို့လောက်ပိုင်ဝင်ရှိလို့ဆိုတဲ့လူတွေကကျွန်တော်ကိုမုန်းတာပေါ့ဒီကောင်ကမရအောင်ဒီကောင်ကဒီကောင်ကဘလို့သွားညိညိဒီကောင်ကဘာလို့သွားပြောပြောဒီကောင်ကဘလို့မအောင်အဆင်မပြေဘူးဆိုတော့သူတို့တိသွားတယ်တိသွားတော့ အသက်ရှည်နေခြင်းနဲ့တဲ့ဒါတရားဤမနောမသိဘူးအသက်ရှည်နေခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကိုပြည်သူလူထုဒီလိုအသိဉာဏ်တွေဒီလိုပညာမျိုးတွေအမှန်တရားတွေကြိုးရိပ်အောင်ဒီ live ပေါ်မှာဒီလိုမျိုး YouTube ကနေ live တွေမျိုးပြောပြပါအဲ့ဒါဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူလူထုကတဖြည်းဖြည်းတော့တည်လာမှာပါနော်စစ်တပ်ကိုဘောမာတယ်ဆိုပြီးတော့ဘောတော့ဆွတ်မမှာပါနဲ့ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားတွေကြောင့်နဲ့အလုံးမလုံးပါနဲ့ လူဘဝဆိုတာခဏတက်ဘလောက်နေရပါလဲဟမ်အတူဆုံး85နှစ်ပေါ့ဟုတ်လားတည်ကြပါလေဟမ်ခင်ဗျားတို့ကကိုယ်နိုင်ငံကိုကိုယ်တိုင်းပြည်မှာမချစ်တာဒါကြောင့်မလို့ကြော်မျိုးမင်းအဲ့စကားတွေပြောနေတာခင်ဗျားတို့ကတိုင်းပြည်ကိုချစ်ချင်အောင်ဆောင်နေတာခင်ဗျားတို့ချမ်းသာဖို့ပဲအလုပ်လုပ်နေတာဟမ်တိုင်းပြည်ကိုချစ်တာမဟုတ်ဘူးအာကျွန်တော်ကဥပဒေတိုင်းပဲသွားမှာဘူဝရောကတခုပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနေ နော်အဲအောက်တဲမှာကျွန်တော်လုံးပါအဲ့လိုလုံးရမှာနော်အဲ့တော့ခင်ဗျားတို့ကအဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်သက်ချင်တာပေါ့ဒီဘက်ကလူတွေထောင်မချအကြောင်းကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလေကြောင်းချပါဗျကျွန်တော်ဘယ်နာအောင်ကြားပါလဲ900ငါပုံမှန်လည်းကျွန်တော်ကြားရင်3နှစ်ပေါ့လူရင်းချမ်းသာမတောင်းဆိုပါဘူးနော်ကျွန်တော်အကြခံပါမယ်ဒါပေမဲ့သူတို့ကကျွန်တော်နောက်ဆက်ဖို့အတွက်ဟိုပေါ့နော်ဖုန်းနေဆက်လာတော့မှာပေါ့အဲနောက်ဆက်တဲ့ခေတ်မှာမှဟို PDF တို့လက်သုံးကြောင်းတောင်းတာတို့နောက်ဆက်တာအသိ ပြဿနာမရှိဘူးကွာရင်ဆိုင်လို့ရဒါပေမဲ့ကိုဘက်ကလူတွေနှောက်ရတာပူဆိုးနေပြောင်းနေလို့စိတ်ပူနေတာဗျာဖေးကျွန်တော်ပြောင်းနေကျွန်တော်ပြောနေလေကျွန်တော်နာမခမ်းမှာကျွန်တော်21ရက်22ရက်ပေါ့နော်အနောက်မြောက်ကန်စက်ကောင်ကျုံရဲ့တိုင်းမူကြီးဘုတ်ချုပ်ညုံမထွေးဦးစီးပြီးတော့မှအရာရှိအရာခံအချက်စစ်တီတွေပေါ့နော်အလူအဲ့အလူကိုကျွန်တော်ကသွားနေတာ အဲ့လိုတော့ကျွန်တော်ရိတ်တာမှာကြတော့ကျွန်တော်ကကျွန်တော်အကန့်ရဲ့ vocal ဒီ vocal ကအရန်ကျဲတော့ဟိုဘေးမှာလည်းဟိုဖြောပြီးတင်ဆက်တဲ့လူတွေရှိတော့ကျွန်တော်ကအတန်ကျဲရင်းနဲ့လိုက်လို့နေဆိုရင်လည်းကျွန်တော်အဆင်မပြေလို့အဲ့ကြောင့်မလို့ကျွန်တော်မနေ့ကပြန်ရောက်တယ်နှစ်ချိန်နှစ်ချိန်ပထမတစ်ချိန်ကတော့အလူကမဖြစ်လိုက်လို့ကိုကျော်စိုးဦးရဲ့မြန်မာလေးတစင်ဦးရဲ့ကျွန်တော်ဇော်ဘုံရင်ကပြန်လာတာ ကျွန်တော်တမတော်မှာဒါရောကျွန်တော်လူတိအောင်တော့ပြောမနေရဘူးအဲမဖြစ်ဘူးဆိုတော့နောက်တစ်ချိန်ကျွန်တော်ပြန်သွားကျွန်တော် home lane တိတောင်ရောက်တာ home lane တိတစင်ဦးနဲ့အဲလူတွေတချို့လေအတစင်ဦးနဲ့လည်းအဲ့လိုမျိုးရှောက်ပြောရသလားမမြင်လားမြင်လားဘာဒီမှလည်းမသိကျွန်တော်အားကိုးနေနှောက်လို့ခွေးတွေဦးတွေပေါ့ဘုံနေဟုတ်ကဲ့ပါတော့အဲကျွန်တော် line မတက်လားကျွန်တော်ပြောင်းနေဆိုကျွန်တော်ဆရာနဲ့တိတော်မှာတင်နာပေးပါလေကျွန်တော်လည်းပြင်မနေပြီကျွန်တော်မူးတွေလို့ဘာတွေလို့ညာလေးပြောတော့လူတွေကကျွန်တော်ကိုပြောတယ် ဆိုဖို့ရင်းနဲ့အရက်မတော့ပါနဲ့လားတဲ့ကျွန်တော်အရက်တော့ပြီးပါများမားဘူးလို့လေလို့ကျွန်တော်မေးချင်တာလူရတချို့ကကျွန်တော်ကိုလေးစားနေတယ်ပေါ့ဟိုတိုင်းပြည်အတွက်တက်နိုင်တဲ့ဘက်ကနေလှုပ်ပေးနေတာပဲဒီပေါ့အရက်မတော့စီချင်ဘူးပေါ့ကျွန်တော်ကလူသားလေကျွန်တော်အရက်တော့ပြီးတော့မားတာဗာများလှုပ်ဘူးလို့လေ အဲအဲပြောတဲ့လူတွေကိုလည်းကျွန်တော်ဒီကနေတခါကျွန်တော်အခုပြောမှာကဒီဟိုမိတ်တလာခမရတို့ပြောတဲ့ပါလေဟိုပြည်သူစစ်ကအကိုဇော်ယူထွန်းနဲ့အကိုပြောပေါ့နော်ဘုံဘူးဝေပြောပေါ့ဘုံဘူးဝေပြောဆိုတာဒီကအပစင်50တက်က50တက်ကပေါ့နော်အင်ဒိတ်41အဲအကြောင်းကျွန်တော်မပြောတော့ကျွန်တော်ကတက်ကနေတက်ဘက်ကနေလိုက်ပြီးတော့ဒီကောင်မပြောရဲဘူးပါညာနဲ့ကျွန်တော်ပြောတယ်ကျွန်တော်အမှန်တိုင်းပြောရင်ကျွန်တော်ကမပြောကျွန်တော်ကလူတွေဝေဖန်တာကိုလူတွေကမဟုတ်ကဟုတ်ကနေပေါ့နော်အဲ့လိုပြောတာကို ကျွန်တော်က ဖြည့်ဆင်းပေးခြင်းနဲ့နော်တက်မလို့ရဲ့အတိုင်းဝိုင်းကကျွန်တော်အများကြီးရှိတာကျွန်တော်နဲ့ကျွန်တော်ဘာမှပြောရရမှာတော့အမှန်တရားကိုအဲ့တော့ဒီညပြောမယ်ဒီညမှာကောင်းကောင်းနိုင်ရတာကောင်းနေလာနေရတာဟုတ်လားကျွန်တော်စစ်တဲ့အကြောင်းဘာဖြစ်တယ်လို့ညာပြောကျွန်တော်နာမကတိုင်းရိတ်တာမှာကျွန်တော်အိတ်ခဲ့တာပဲကျွန်တော်ပြောလို့မရဘူးလေကျွန်တော်ဘေးမှာအမှုပညာရှင်တွေပါတယ်လေအဲအမှုပညာရှင်တွေကကျွန်တော် ကပြောနေရင်ကျွန်တော်အဆင်မပြေဘူးလေဗျာဟုတ်တယ်မလား အခုဒီညပြောပေးမယ်မူးနေတယ်ကွာလို့မူးရင်လူကမူးရင်ချီးကျွေးရင်လူမှမစားဘူးခင်ဗျားကျွန်တော်ကျွန်တော်မူးနေတယ်လို့ဘာလို့ပြောခင်ဗျားချီးကျွေးရင်စားမလားဟုတ်လားအရေးတော့ပြီးမားခြင်းနဲ့ပတ်စပ်လို့ဘာသမားရှိရဲ့တွေးတို့နေရလားကိုကြီးတွေးမတူဘူးဒီအဓိကအရေးတက်တာအေးပြတာကျွန်တော်တို့ကျွန်တော်ဖွင့်နေဆုံးပြောပြမယ်ကျွန်တော်က နထွေးဒီဝလူကိစ္စတော့ကလည်းကျွန်တော်မအေးရဘူးညမနေ့3နာရီ4နာရီကျွန်တော်လိုင်းပေါ်မှာတကြီးနေယူတယ်ကျွန်တော်နထွေးကိစ္စကိုကျွန်တော်ခင်ဗျားတို့သိတယ်နော်ကျွန်တော်ဒီနထွေးမဖြစ်ခင်တည်းကကျွန်တော်អော်ခဲ့တယ်ဘာလို့ဖြစ်လာလဲဖြစ်လာတဲ့အချိန်မှာဖြစ်တော့ကျွန်တော်ကအကြီးတည်ကိုအသေးအတန်လိုက်တာဒီနထွေးဒီဝလူကိစ္စလိုက်တော့ကျွန်တော်အိတ်အိတ်လို့မရတော့ဘူးအဲ့အချိန်မှာတည်ရင်ကလည်းဘာဖြစ်နေလဲဘာဖြစ်နေကျွန်တော်တို့ကလည်းအောက်ကိုမေးတယ်နော် မေတော့တည်င်းဆောင်ပြီးတော့မှကျွန်တော်တို့အပေါ်ကိုကျွန်တော်တို့ပို့ရတယ်ပို့ပေးတယ်အခုဝက်လူတို့ပါတို့အခုကျွန်တော်ပြောပြပါမယ်အခုစီမီကုံတို့ပါတို့ပေါ့နော်ကျွန်တော်တို့ပို့ပေးတယ်စကိုင်းဆိုလဲကျွန်တော်တို့ပို့ပေးကျွန်တော်အိတ်မအလူရလူအိတ်ချင်ရ၄နိုင်၅နိုင်လောက်အချင်းရတော်သေးတယ်အဲ့အချင်းဒီကျွန်တော်မအိတ်ဖဲနဲ့အဲ့တည်င်းကိုလိုက်တယ်လိုက်ပြီးတော့ပြောတော့တကယ်တော့ကျွန်တော်ပြင်မန်းတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်အတိုင်းမျိုးချစ်တာလေအတိုင်းမျိုးချစ်တယ်နိုင်ငံကိုချစ်တယ်တမ်းတော်သားတွေကိုချစ်တော့ အရေးပြနေပါကျွန်တော်ကငကိုတွေကအရက်ကြိုက်တာဒါကျွန်တော်ကဘယ်သူမှမလင်ဘူးကျွန်တော်အရက်တော့ပြီးဘယ်သူမှမမာဘူးကျွန်တော်အဲ့မှာတရေလိုက်ရင်းနဲ့ဒီဒီဝလူကိစ္စပေါ့နော်ငါးကိုရှိတို့ငါးရှိကိုတို့ကိစ္စတွေကိုညမှတရေပြရရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကလောက်တာပါဘာလို့ကျွန်တော်ဒါကြီးသိတော့အများကြီးတော့ကျွန်တော်မပြောချင်ပါဘူးဘာလို့လဲဆိုတော့အခုဒီကျွန်တော်တို့အုံမဒီအုံခါတို့30တို့အဲဆမ်စေတို့ ဟိုကျွန်တော်တက်မတော်ကခမားတို့ကအုံမဒီအုံမကားမရသေးဘူးလားလို့ခမားတို့ကပြောတယ်ဆမ်ဆယ်တို့ငုတ်ကလေးတို့မရသေးဘူးလားလို့ခမားတို့ကမေးမိဒါပေမဲ့ခမားတို့ဘယ်လောက်ပူပေါင်းလဲခမားတို့ရဲ့ပူပေါင်းတဲ့ပုံမှာမိုးတီးတယ်ကျွန်တော်ကမအိပ်ဘူးအဲ့ဒါတင်းနေလိုက်ပြီးတော့ကျွန်တော်အဲ့ကမလို့ကျွန်တော်အပေါ်ရီချောင်းပေးတဲ့ကောင်အတူတည်းကျွန်တော်အရက်တောက်တယ်လို့ဘာညာလို့ပေါ့နော်အရက်ကကျွန်တော်ကြိုက်လို့ကျွန်တော်တောက်တာလေကျွန်တော်အရက်တောက်တာနဲ့တိုင်းပြည်ကိုအတော့မအားဘူးလားအဲ့ဒါကျွန်တော်ကဝေဦးကြီးချုပ် အဘကကြောင့်ကြီးဦးမေအောင်လိုင်းအဘတူကြောင့်ကြီးဟုတ်ငွေတော့ဘောတော့အခုဒီဘက်နောက်ပိုင်းနေအောင်သူတို့အညံ့မတော့ဘူးလားအတော့ရတာပဲအရက်တော့တဲ့လူတိုင်းကခနာတို့အထင်မကြီးသေးရဟိုဒီကောင်အရက်တော့နေတာပဲဘာမှမဟုတ်ပြောနေရမှာဆိုရင်တော့အဲဆိုစစ်သားအညံ့မတော့ဘူးလားရှင်းနေမှတိုင်းရင်စစ်သားလေအဲ့ဒီတမတော်ကိုပြန်ပြီးတော့ပုံကန်တော်လန်နေတဲ့လူတွေက အရက်မတော့ဘူးလားမူရင်းစေဝါမရှိဘူးလားအဲ့တော့စဉ်းစားပါဗျာမဟုတ်လားလူဆိုတာဟိုကိုပြောတဲ့ဥစ္စာတော့ဟိုအရက်တော့တိုင်းခင်ဗျားလေကျွန်တော်တို့နိုင်ငံတော်လှုပ်လှုပ်တာနော်ဒိုင်းပြည်တော်လှုပ်လှုပ်တာကျွန်တော်တို့ရှောက်ပြောနေရမှာအခုကျွန်တော်တို့တိုက်ခိုက်နေတယ်လူတွေအများကြီးပဲစော်ဘုန်းကြီးမဖမ်းဘူးလားလို့စော်ဘုန်းကြီးဒီလောက်ဆဲတာလို့စော်ဘုန်းကြီးဒီလောက်ပြောတာလို့အဲ့ဒီလူတွေကစော်ဘုန်းကြီးကောင်းကြောင်းမှာတခုမှမကြည့်ဘူးဟော ဟမ်စော်ဘုံကြီးကောင်းကြောင်းဘာလို့မရေးတာလဲကျွန်တော်တိုက်ခိုက်နေတဲ့လူတွေကိုကျွန်တော်မေးကြည့်တာပါကျွန်တော်စော်ဘုံကြီးလှုပ်ခဲ့တဲ့တက်မလို့တော့လှုပ်ခဲ့တဲ့ကောင်းကြောင်းတွေဘာလို့မရေးဘဲနဲ့ကျွန်တော်ကအမှန်တရားကိုပြောတဲ့ဟာတွေကိုပဲဘာလို့တိုက်ခိုက်နေရလဲခမားတို့မှရေးစရာလို့ဆဲလို့စော်ဘုံကြီးဆဲတယ်လို့ဘာလို့ညာလို့ပဲခမားတို့ရေးတယ်အဲ့တော့ကျွန်တော်စော်ဘုံကြီးကောင်းတဲ့အလုပ်တစ်ခုတွေခမားတို့ဘယ်သူမှမရေးဘူးပေါ့ကျွန်တော်ဖမ်းမယ်ပေါ့ကျွန်တော်ရေးချင်တာပြသလား ဒါကျွန်တော်ဒါဟိုခဏဆောင်တော့ကျွန်တော်ဟိုအောင်ပြောပါအခုလူတိုင်းကပြောကြတယ်ကိုဇော်ဘုန်းကြီးမှမပြောရင်နဲ့မယုံဘူးတဲ့ဒီဟိုကိစ္စပါလေမလိုက်ဘူးမလိုက်လားအာအဲဇော်ယူထွန်းနဲ့ဒီဘုံဘူးဝေဖြိုးဆိုတဲ့လူနဲ့ဖြစ်တာနော်အဲ့တော့ကိုဇော်ဘုန်းကြီးပြောမှရမယ်ဆိုတော့ကျွန်တော်ဟာကိုဇော်ဘုန်းကြီးရွှေကျူမာတဲ့လိုက်လည်းမတွေ့ဘူးတဲ့ညာညာပေါ့အဲ့လိုပြောတော့ ျွန်တော်ပြောပေးမယ်လို့ခဏဆောင်လို့ကျွန်တော်ခီးထွက်နေလို့လို့ကျွန်တော်ဒီဇော်ယူထွန်းနဲ့နော်ပြည်သူစစ်ကဇော်ယူထွန်းပေါ့နော်ပြည်သူစစ်ဆိုတော့သူကຢາດູອຍາກັນເນາະເຈົ້າເລີຍມາບອກໄດ້ຜູ້ປິດທຸດທີ່ກ້ອງສອງລູກເລີຍບອກເນາະອົກຄວ້ແຕຈະຈີ້ໂລແຫຼະເອບອກໄດ້ດີເບັດແຕບັດກໍບຸມຸເວພູບຸມຸເວພູໂຊລະກະດີຍະຊິອະເປັດສິນອິນເດ41ກະ ဲ့ဒီအကြောင်းကိုကျွန်တော်ပြောပေးမယ်နော်နားလေအောင် ပြောပေးမယ်ခင်ဗျားတို့ဘယ်သူမှမရှင်းပြနိုင်ဘူးမရှင်းပြနိုင်တဲ့အချက်လက်တွေကိုကျွန်တော်ပြောပေးမယ်ဟုတ်ပြီလားခဏလေးစောင့်အခုကျွန်တော်ပြောချင်တာကျွန်တော်